နေပြည်တော်မှာပလီဆောက်ဖို့အတွက်အဲဥမင်းအွန်လိုင်းကလုံချုံရေးနဲ့ခွင့်လက်ထားတာဗျပလီဆောက်မဲ့နေရာကိုလည်းအခုဆိုရှင်လုံချုံရေးတွေအထက်ထက်နဲ့တိတိချာချာကာကွယ်ထားတယ်ကျွန်တော်ရဲ့ဘဘကြီးပေါ့ကျွန်တော်တို့အားလုံးရဲ့ဘဘကြီးကတော့အလုံချုံရေးကိုပလီဆောက်မဲ့နေရာမှာသွားပေးထားပါပြီကျွန်တော်ခင်ဗျားတို့အမျိုးသားရေးတို့မဘာသာတို့နော်အမျိုးသားရေးပါဆိုပြီးတော့အော်နေတဲ့သူတွေကျွန်တော်ဘာပြောလဲဆိုတော့ကျွန်တော်ဆွဆဲတယ်ကျွန်တော်ဟာပင်ဒါလီပါတဲ့နော်ကျွန်တော်ဟာမွတ်စလင်ဘာသာဝင်ပါတဲ့ဟုတ်လားခင်ဗျားတို့တွေကျွန်တော်အများကြီးဆွဆဲကြတယ်နော် ဒါပေမဲ့အခုလက်ရှိခင်ဗျားတို့ဆက်ဆွဲတာကိုတကယ်တမ်းလုပ်နေတာကခင်ဗျားတို့ရဲ့ဘဘကြီးဦးမင်းအွန်လိုင်းကိုတိုင်ကိုကနော်နေပြီးတော့ပြင်မနာမှာကိုးကွယ်စရာပလီတွေရှိပါတယ်နော်ဒါပေမဲ့လော့ကွတ်ချော်ပြီးတော့နိုင်ငံတော်အစ်စ်ငားဧကပလီနှလုံးတော်စောက်ခင်ပြီးမှာပလီတော်မှာယူတဲ့ပလီမဟုတ်ဘူးနော်ဆိုနီပလီနဲ့ရှီယာပလီပေါ့နော်မြို့သားကြီးတမဒါမျိုးကြတာခင်ဗျားတို့ပါဇက်တွေပိတ်နေကြတယ်ခင်ဗျားတို့ပါဇက်တွေအခုချိန်မှာမပါလုံနေကြလားဒါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော် ဒါကသစ္စိတ်ပင်ကြေးရွာပေါ့သစ္စိတ်ပင်ကြေးရွာအဓိကအပြည့်ကကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလာမ်ဘာလာဝင်ကိုပဲဗလီစောင့်နေပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားကြည့်လို့ဖြစ်တယ်เนาะအခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့အားလုံးမင်္ဂလာပါဗျာကျွန်တော်အခုရောက်နေတဲ့နေရာကအခု online ပေါ်မှာပါ online ဘလို့ခေါ်မလဲတယောက်နဲ့တယောက်ဝိဝါဒကွဲနေကြတဲ့ကျွန်တော်တို့ဗာလဲဗလီစောက်မယ်ဆိုတဲ့နေရာကိုရောက်နေတာဗျာပါပါတဲ့ဟွန်းအဲဗလီစောက်မလို့ကျွန်တော်မေးကြည့်တယ် ခုစီပင်သားရကောမဒီတာဝန်ရှိရပေါ့ဘယ်နာလီမှာဘယ်နေရာမှာဘာစောက်လုခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးအဲ့တော့ဒီမှာဆိုင်းဘုံမှာဆိုင်းဘုံမှာရေးထားတာကတော့ကျွန်တော်တို့ဒီမှာကနေပြီးတော့စီပင်သားရေးကောမဒီခွင့်ပြုချက်ပြင်စောက်လုတယ်တဲ့ခွင့်ပြုအမှတ်က1329245ပေါ့နော်မြန်မာနိုင်ငံရှိအစ္စလမ်ဘာသာဝင်များအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ရန် မင်းနေရာလျှောက်ထားသူတဲ့ဥတန်ထွန်းနဲ့เนาะဘောကဥဒီရက်ွက် ပြင်းမနာမျိုးဒီဘက်ကရိုက်ဒီဘက်ကရိုက်နေပြီးတော့မှပလီဆောက်ခွင့်ပြီးရဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့အများသူငါကြားမှာသဘောထားကွဲလင်းနေကြတယ်။ဒီချိန်မှာပြောရဲဆိုရတဲ့လူတွေပြောဖို့ဆိုဖို့တောင်းရင်ရှိတဲ့လူတွေကပြောတင်ပြောထိုက်တဲ့ဇကားတီကိုပြောတင်ပြောထိုက်တဲ့အချိန်မှာထွက်မပြောဘဲနှာစည်းနေတဲ့ရုံးငယ်တွေဖြစ်နေကြတယ်ဆိုရင်ဒီလူတွေကတိုင်းပြည်နဲ့လူမျိုးကိုအမှန်တကယ်ချစ်ရလားဆိုတာကျွန်တော်စဉ်းစားဖို့လိုပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်မှာကလေးကတလောကလုံးဗုဒ္ဓဘာသာဝင်နေကြီးမဟုတ်ပါဘူးဗုဒ္ဓဘာသာမှာမဟုတ်တဲ့အယူဝါဒမတူမျှတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒီလိုရှိတဲ့အချိန်မှာလည်းပဲဗုဒ္ဓဘာသာကိုဝင်ပုဂ္ဂိုလ်တွေမှာပိဋကတ်၄ပါးစလုံးဘိက္ခုဘိက္ခုနီဥပဒကဥပတိကားဆိုတဲ့မြတ်စွာဘုရားရဲ့တပည့်တွေကိုအခြားဘာသာတွေကိုတွားရောက်တိုက်ခိုက်ရမယ်တခြားဘာသာဝင်တွေကိုတွားရောက်ပြီးတော့ ဒုက္ခပေးရမယ်လို့မပြောခဲ့ပါဘူး။အမတူအယူချလဲမမပေါ်မင်းနဲ့အတူရှင်တွက်နေထိုင်မယ်ဆိုပြီးနေခဲ့လို့လက်ရှိ UK မှာဘာကြီးဖြစ်နေလဲ။လက်ရှိ UK မှာဘယ်လိုဆန္ဒပြနေလဲ။လက်ရှိ UK မှာဝင်ကြီးချုပ်ကိုယ်တိုင်ဘယ်လိုမောင်းထုတ်ခံရသလဲ။ကဘာပက်နေတဲ့ကိုကြီးနေဝင်ကပုံသိပါလိမ့်မယ်။ UK လို့ဖွံ့ဖြိုးပြီးနိုင်ငံကြီး UK လို့နိုင်ငံကြီးတောင်မှအဲ့ဒီလိုမျိုးပြိပက္ခကိုကြုံရရင်ကျွန်တော်တို့နိုင်ငံငယ်လေးမှာဘယ်လောက်ထိအန်တီရကြီးလဲကိုကြီးနေဝင်ပညာတတ်တာစဉ်းစားနိုင်ပါလိမ့်မယ်။ နေပြည်တော်မှာဗလီဆောင်မဲ့ကိစ္စနဲ့ပတ်သက်လို့ကောလာဟာလာနဲ့ပတ်သက်လို့ဘုံလဲဦးလာဆွေကိုယ်တိုင်ပြောကြားထားတယ်။စီပင်ကတောင်းရှိရလို့သူမေးတဲ့အခါမှာခွင့်တောင်းထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးလို့ဖြေသွားပါတယ်။ဆိုတော့ဒီကိစ္စကိုခင်ဗျားတို့ရှင်းရှင်းလင်းလင်းသိပြီလို့ထင်ပါတယ်။နေပြည်တော် ဒဂါကြီးဘူးလက်ဆိုရတော့နေပြည်တော်မှာဘလီမဆောက်ဘူးလို့ပြောပါရအမှန်ဆောက်ပါတယ်အမှန်နေပြည်တော်မှာဘလီရပေးထားပါတယ်ကျမတို့ကတက်မတော်ဒီမြို့သားရေးကိုဘတော်မှသစ္စာမဖောက်လို့ကျမတို့ရှုံးကြည့်တယ်ဒါကြောင့်မလို့တက်မတော်ကောင်းဆောင်ဦးနေဝင်းရဲ့မြေးဖြစ်တဲ့ဤနေဝင်းဒီလေးပဲအမျိုးသားရေးကိုဘတော်မှသစ္စာမဖောက်ဖို့ညွှန်လဲပါတယ်နော်အခင်ဗျားတို့ရဲ့ဘပကြီးကိုယ်တိုင်ကဒါမျိုးပြောလို့ဆွဆွဲကြသေးဆိုလို့ရှိရင်ခင်ဗျားတို့ဘပကြီးကိုယ်တိုင်တို့ကနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘပကြီးပေါ့ဗျာနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘပကြီးကိုယ်တိုင်ကမွတ်စလင်ဖြစ်နေပြီနော် နိုင်ငံတော်ရဲ့မြေပြည်သူရဲ့မြေစိုက်ပျိုးမြေနော်လောကဓိတအားချော်ပြီးတော့လုံခြုံရေးတော်မှာထထပေးပြီးတော့ပလီပေးဆောင်တာခင်ဗျားတို့ရဲ့ဘဘကြီးကိုတိုင်ကခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုတိုင်ကလောက်တဲ့အခါကျတော့ခင်ဗျားတို့ဘာများပြောရဲလဲခင်ဗျားတို့အဲ့ဒီမဘာသားလေနော်အဲခင်ဗျားတို့အမျိုးသားကြီးပါအော်နေပြီးတော့တခါတည်းအဘသားချစ်ပါလေသာသနာကိုချစ်ပါလေကျွန်တော်တို့ကမှဟိုကလုတ်ပြစ်မယ်ဒီကလုတ်ပြစ်မယ်ဆိုတော့အဲ့ဒီအမျိုးသားကြီးနော်တကယ်မဘာသားစစ်စစ်နဲ့ဘယ်ရောက်ကုန်လဲဘယ်ချောင်းကတ်နေကုန်လဲအဲ့ဩဖို့ကောင်းတယ်နော် တကယ်တမ်းသူလှုပ်တဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရဲလဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးเนาะခင်ဗျားတို့ဟာတတ်တတ်ထင်ပေါ်ခြင်းလို့เนาะဒီ line ပေါ်မှာပြဿနာရှာခြင်းနေတဲ့ပြဿနာအုပ်စုတွေလည်းကျွန်တော်မြင်တော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ပလီစောက်တိကိစ္စအေးနေဝင်မပူတူအောင်မင်းဘူးလက်လဆွေနဲ့ ပောက်ကိုတော်တို့ရဲ့အမြင်တွေကိုစူးစီးတင်ဆက်ပေးသွားမှာမူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ။ဒါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော်။ဒါကတိစိတ်ပင်ကျေးရွာပေါ့။တိစိတ်ပင်ကျေးရွာအဓိကအပြည့်ကကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလာမ်ဘာလာဝင်ကိုဝယ်တဲ့ဗလီစောင့်နေပါလေဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားကြည့်လို့ဖြစ်တယ်နော်။အခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့ တရားနေဝင်သွားလို့ရှိရင်ဟိုဘက်တရားနေပြီးတော့သူသွားရမယ်လို့ပြောတယ်ဗျာတရားသွားလိုက်ဟိုအနောက်ဘက်မှာလို့ကျွန်တော်တို့ပြောတယ်အဲ့ဒါလေးကိုကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့ပါနော်ကျွန်တော်တို့သူတို့ဗလီဆောက်နေတာတရားဝင်ဆောက်တာလားနိုင်ငံတော်အချပေးပြီးတော့ဘယ်လိုဆောက်တာလဲဆိုတော့ကျွန်တော်တို့သွားရောက်ကြည့်ရှုမယ်သွားရောက်မင်းမြန်းမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်နဲ့အတူလိုက်ခဲ့ပါကျေးဇူးတင်ပါဗျာကွာကျွန်တော်တို့ကဒီတို့ဟိုနေပြီးတော့မှာဗလီဆောက်နေတဲ့နေရာပေါ့နော်ဗလီဆောက်နေပါဆိုတဲ့နေရာကိုကျွန်တော်တို့ကတော့တောင်းနေတာပေါ့နော်တောင်းနေဆိုတော့ အဲအဓိကပြင်းတော့ဒီနေရာရဲ့သဘောတရားတော့လက်ရှိဒါပါနေရဒီစဒီစိတ်ပြင်းဒီစိတ်ပြင်းကြေးရောကမောနန်အုပ်စုနော်ကမောနန်အုပ်စုနော်ကမောနန်အုပ်စုသူကတော့အဓိကကျွန်တော်တို့ဒီဘောကသီတီကာဝင်းနဲ့ဒီဘက်ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းအောင်နည်းနည်းချင်းဆိုင်မနော်မြို့ဆောင်နန်းမို့အဲအဲ့ဒါအဲ့ဒီဘက်မှာရှိတယ်ကျောင်းတော့နည်းနည်းလေးတိတ်ပြီးတော့ဟိုဘယ်လိုဖော်မလဲနည်းနည်းကြောင်ကြရလို့ပြောလို့ရမှာเนาะကြောင်ကြရဆိုတဲ့နေရာပေါ့เนาะဒီတိစိတ်ပြင်ကြေးပါဆိုပေမဲ့ဒီမှာက တော်တော်များများကဟိုအင်ဂျီပိုလို့ခေါ်မလဲစိတ်ယုံနေပေါ့เนาะကျွန်တော်တို့ဟိုစိတ်ယုံနေနော်ဂိုဒေါင်တွေများတာပေါ့ဒီနေရာစိတ်ယုံနေဂိုဒေါင်တွေများတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လေခွက်တွေလေခွင်းတွေနဲ့များတယ်ဆိုတော့လမ်းမယူတော့တော်တော်ထွက်ရတယ်တော်တော်ထွက်ရတယ်ပေါ့เนาะဆိုတော့အဲ့နေရာကိုကျွန်တော်တို့အခုသွားပြီးတော့သွားရိုက်ပြမှာဖြစ်ပါတယ်ဗျာเนาะ ားလုံးမင်္ဂလာပါဗျာကျွန်တော်အခုရောက်နေတဲ့နေရာကအခု online ပေါ်မှာပါ online ဘယ်လိုခေါ်မလဲတောင်းနေတဲ့ဝိဝါဒကွဲနေကြတဲ့ကျွန်တော်တို့ဗာလဲဗလီစောက်မယ်ဆိုတဲ့နေရာကိုရောက်နေတာဗျာလာငတ်တူလားရိုက်တယ်ကဥနောက်လိုက်ရိုက်ဥနောက်လိုက်ရိုက်အဲတော့ကျွန်တော်ကဒီမှာသူကတော့ဒီမှာစိုင်းပုံမှာစိုင်းပုံမှာရေးထားတာကတော့ကျွန်တော်တို့ဒီမှာကနေပြီးတော့စီပင်တရားရေးကော်မတီခွင့်ပြုချက်ပြင်စောက်လုပ်တယ်တဲ့ခွင့်ပြုအမှတ်က1325 24 325ပေါ့နော် မြန်မာနိုင်ငံရှိအစ္စလမ်ဘာသာဝင်များအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ရန်မြေနေရာလျှောက်ထားသူတဲ့ဦးတန်းထွန်းနဲ့နော်ဘောဂဝတီရက်ကွက်ပြင်မနာမျိုးဒီဘက်ကရိုက်ဒီဘက်ကရိုက်တော့ဘောဂပြင်မနာမျိုးနဲ့တဲ့34ကင်မွန်တန်းရက်ပေါ့နော်အစာဦးဆိုင်ရာအချက်လက်များကအမျိုးအစားအထက်အမိုးခြံစည်းဦး RC RC ပလက်တမ်းမှအစ်အတိုင်းတာကဒါကဒါပြောရတော့ဒါကကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေ ဝတ်ပြုဖို့အတွက်ဒါအစာဦးစောက်လို့ဖို့နော်ဒါဒါပြင်ဆင်နေကြတာပေါ့ဆိုတော့ကျွန်တော်တို့ကဒါကဘာလို့ဆိုတော့ဒီ line ပေါ်မှာကျွန်တော်တယောက်ဟိုဘလို့ခေါ်မလဲမလူလားအတားတွေနဲ့ဟိုပြဿနာတွေဖြစ်လာမှာဆိုလို့ဒါကျွန်တော်တို့ကဒါဟောင်းနေဖြစ်တာဒါတော့ပြောရအောင်ဒီနေရာကတော့ဟိုလူနေလဲတိတ်မရှိဘူးဟိုအနောက်ဘက်မှာဆိုလို့ရှိရင်တောင်တန်းတွေရှိတယ်ဒီဘက်မှာဆိုရွာတွေရှိတယ်ဟိုဘက်မှာဆိုလဲကျွန်တော်တို့ site ခင်းနေပဲရှိတယ်ဗျမ site ခင်းနေဦးလက်ရှိအခြေအနေထားမှာတော့ကျွန်တော်တို့ ဒီခြံစည်းရိုးတွေတော့စကားနေပြီဗောနော်ခြံစည်းရိုးတွေစကားနေပြီနေရာလေးကတော့ပြောရရင်တော့လူနေရက်ွက်တင်နေတော့တိတ်ညီးညီးငရာမဟုတ်ဘူးဟိုတစ်ဖက်မှာဆိုရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲစက်မှုဇုံလိုမျိုးဟာတွေရှိတာဗောနော်စက်မှုဇုံလိုမျိုးဟာတွေရှိတယ်ဆိုတော့ဒါကဒီမှာလက်ရှိကျွန်တော်တို့ကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါဗျာနော်ကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါလက်ရှိနေထားမှာတို့မြေယာပြုတ်ပြင်ဖို့လုပ်နေတယ်အဲကျွန်တော်တို့ဒီမလိုခင်တဲ့တိပင်းတွေလှဲနေရတယ်ရှိတယ်နော် ဒီမှာကျွန်တော်တို့အစ္စတန်ဘာသာဝင်တယောက်နှစ်ယောက်တွေ့တယ်သူတို့အဓိကအဖြစ်တော့ခြံသီးကိုခတ်ဖို့အတွက်လုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျာနော်။ဒီဟာကကျွန်တော်တို့ဟို online ပေါ်မှာဟိုပြောနေကြတယ်ကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေရဲ့ဗလီကြောင်းစောင့်မယ်ဆိုတာပေါ့နော်စောင့်မယ်ဆိုတဲ့နေရာပါ။ဆိုတော့ကျွန်တော်တို့ဟိုဘက်မှာလည်းကျွန်တော်တို့တည်းဆောရံကြီးတော့ဟိုဘက်မှာခွင့်တောင်းရဲအဲဆိုတော့ဟိုဘက်မှာလည်းကျွန်တော်တို့ခွင့်တောင်းပြီးသွားပြီဗျာနော်ရိုက်တာဒီဒီနေ့အားလုံးကတော့ကျွန်တော်ထင်တာကတော့တအေကလောက်ရှိမှထင်တယ်နော်။တအေတအေကလောက်အဲအားလုံးနှစ်အေကလောက်ရှိတယ်နှစ်အေကလောက်ရှိတယ်သူတို့ဒီဘက်မှာ ်တစ်ပင်လဲတာတွေမြေယာပြုတ်ပင်တာတွေတော့လုံနေအခုစပြီးတော့စောင့်နေဒီလိုစောင့်တော့ဘယ်လောက်ကြာပြီလဲကိုရပဲရှိသေးရနော်။အော်အေးဟုတ်ပြီ။လက်ရှိအရမြန်မာတို့ဒီခြံစည်းဥကာမှာပေါ့နော်။ဟုတ်ပါဘူး။ဟိုဘက်မှာအော်ကျွတ်ရင်းသုံးကတို့ကခြံစည်းဥကာရဗျ။ခြံစည်းဥကာရတဲ့အထက်မှာရှိတဲ့တို့မလိုအပ်တဲ့တိကိုင်းတွေခုတ်နေရတယ်တော့တွေ့ရတယ်ဗျ။ဒါတော့လက်ရှိ online မှာပဲနော်။ဟုတ်ကဲ့။ ာပါမျိုးတွေကျွန်မမှမတို့မှဟာသေးပါရှင်ဒီနေ့ပြောမယ့်ကောင်းစဉ်ကနှစ်ခုပါနံပါတ်1ဗလီဖွင့်နေနောက်ဆက်တဲ့ကျိုးဆက်နံပါတ်2အင်းနေဝင်နေဘူးလက်နံပါတ်1မတိတာတွေရခင်ကြောင်ပိတ်ထားရတယ်ဗတိ2012ခုနှစ်မှာရခိုင်တားရင်လူမတိတာတွေကိုဘင်္ဂလီတောင်းကောင်ကမရင်းချင်းပစ္စည်းတွေလူရလူသက်အလောင်းဖြောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ပြိပခဖြစ်ကြတယ်။အဲ့ဒီချိန်တုန်းကမောင်းတော်မျိုးမျိုးမဂျာမေးဗလီမှာဝိပြုတ်ပြီးပြန်ထွက်လာတဲ့ဘင်္ဂလီလူအုပ်ကြီးက မောင်းတော်မြို့နယ်မှာရှိတဲ့ဘုံမူးကျေးရွာအပါအဝင်စုစုပေါင်းရခိုင်ရွာ15ရွာကိုမိရှို့ပြီးမိနောင်တိုက်သွင်းခဲ့တယ်။အဲ့ဒီမှာရှိတဲ့ရခိုင်တွေခွေးပြေးဝက်ပြေးပြေးခဲ့ရတယ်။အဲ့ဒီကနေစလိုက်တဲ့ပြိပက္ခကရခိုင်တပြည်နယ်လုံးဖြစ်သွားတယ်။ဒါကြောင့်မလို့အဲ့ဒီမောင်းတော်မြို့မြို့မချာမေပလီကိုတမရဦးသိန်းစင်စိုးရကနေပြီးတော့လက်ရှိနာဆာကအစိုးရတမရအစိုးရလက်ထက်ဒီခေဆက်ဆက်ပိတ်ခဲ့တာကိုထုံးမြန်နိုင်က ပြန်ဖွင့်ပေးလိုက်တယ်။ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မဝန်ဖန်ထောက်ပြခဲ့တဲ့ဗီဒီယိုဖိုင်နှစ်ခုတင်ထားတယ်။ပထမတစ်ခုကဒီ၁၂နှစ်ကြာပိတ်ထားတဲ့ဒီမောင်တော်ပလီနဲ့ဆယ်လင်းမျိုးကဆင်ဖြူကျုံးပလီ၊ဆယ်လင်းဆေဖြူကျိုးပလီဆိုလို့ရှိရင်လည်းဒီလိုပဲ။ အာအုတ်ချက်ကုန်းကြီးပါသူဗမာမျိုးသမီးတယောက်ကိုဝမ်းစားသုံးကောင်ကကားတင်ပြီးပြီးတော့မရင်တင်ပြီးတော့အလောင်းဖြောက်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြိပက်ကဖြစ်တဲ့ဖြစ်တဲ့အတွက်အဲ့ဒီဆင်းလင်းဟာဆင်ဖြူကျိုးပလီကိုအပိတ်ခံထားရတယ်ပိတ်ထားတယ်ဆင်းနစ်ကြောကြပိတ်ထားတယ်ပလီကိုဒေါ်စုကြီးစုကဖွင့်ပေးလိုက်တယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မပြောထားတာရှိရေနောက်တစ်ခုကလူသားလှိုင်းလုံးနဲ့ကျူးကျော်ခြင်းအန်ဒီရဲဆိုတဲ့အကြောင်းကိုပြောထားတယ် တတော်မှာတင်တာအဖြတ်ခံရလို့ YouTube မှာတင်ထားတဲ့နားဆောင်တင်တဲ့လူတွေရှင် YouTube ကိုပြန်သွားရှာပြီးနားထောင်လို့ရတယ်။ဆိုတော့ကျွန်မအဲ့ဒီလိုပြောခဲ့တဲ့အချိန်တုန်းကလူဖြစ်ဖို့ပြား90လိုနေတဲ့ဘုံကျုံအမျိုးရုပ်ငစီကဘောမာတွေကလောင်းနေတာဘိုးကျုံထုံးမြင့်နိုင်ကတကွဲပြလိုက်ပြီ။ဘိုးကျုံထုံးမြနိုင်တကွက်ပြလိုက်ပြီဆိုတော့ဟောင်းစီလူဖြစ်ပုံပြား90လိုနေတဲ့အကောင်ထုံးမြနိုင်ပြလိုက်တဲ့အကွက်ကအခုလက်ရှိဘင်္ဂလားဒေ့ရှ်စစ်တကောင်းမှာရှစ်တန်းကျောင်းသူ ရခိုင်တိုင်းရင်းသူ၁၂နှစ်ရွယ်ရှစ်တန်းချောင်းသူကိုဘင်္ဂလီဒီလူသက်မရင်းချင်းလူသက်အလောင်းဖြောက်လိုက်တဲ့အကွက်လားလက်ရှိဘင်္ဂလားဒေ့ရှ်စစ်တကောင်မှဆန္ဒပြနေတဲ့အတွက်ရခိုင်တိုင်းရင်းသားတွေထိခိုက်ဒဏ်ရာရအိမ်နေမိရှုခံရစိုင်းနေမိရှုခံရတဲ့အကွက်လားပလီဖွင့်လိုက်တဲ့နောက်ဆက်တဲ့အကျိုးဆက်ထိုးမြင့်နိုင်ကတကွက်ပြလိုက်ပြီးဆိုတဲ့ဘုံကျွန်းအမျိုးယုတ်တိခင်ဗျားတို့ဖြေခဲ့နောက်တစ်ခုကနေပြီးတော့မှပလီဆောက်ခွင့်ပြည့်ရဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့အများသူငါးချောင်းမှသဘောထားကွဲလဲနေကြတယ် ဒီချိန်မှာပြောရဲဆိုရဲတဲ့လူတွေပြောဖို့ဆိုဖို့တာဝန်ရှိတဲ့လူတွေကပြောတင်ပြောထိုက်တဲ့ဇကားတီကိုပြောတင်ပြောထိုက်တဲ့အချိန်မှာထွက်မပြောဘဲနှာစည်းနေတဲ့ရုံငယ်တွေဖြစ်နေကြရဲဆိုရင်ဒီလူတွေကအတိုင်းပြည်နယ်လူမျိုးကိုအမှန်တကယ်ချစ်ရလားဆိုတာကျမတို့စဉ်းစားဖို့လိုပါတယ်။ဟုတ်ပြီ။လက်ရှိနေပြီးတော့မှပြင်ဆောက်ခံပေးကိစ္စနဲ့ပတ်သက်ပြီးတော့ကိုအေးနေဝင်ပြောတယ်။ရုပ်သက်ပိုင်းတွေတွေ့ရတယ်။ ဘာသာမတူအယူချလဲမူမပွားပဲနဲ့အတူရှင်တွဲနေထိုင်ကြမယ်ဆိုပြီးတော့ခွေးကြီးပုံအခြေခံဥပဒေပါအကြောင်းအရာမျိုးပြောသွားတယ်အဲ့ဒီလိုဘာသာမတူအယူချလဲမူမပွားဘဲနဲ့အတူရှင်တွဲနေထိုင်မယ်ဆိုပြီးနေခဲ့လို့လက်ရှိ UK မှာဘာတွေဖြစ်နေလဲလက်ရှိ UK မှာဘယ်လိုဆန္ဒပြနေလဲလက်ရှိ UK မှာဝင်ကြီးချုပ်ကိုယ်တိုင်ဘယ်လိုမောင်းထုတ်ခံရသလဲကဘာပက်နေတဲ့ကိုအင်းနေဝင်ကပူတိပါလိမ့်မယ် UK လို့ဖွင့်ပြပြီးနိုင်ငံကြီး UK လိုနိုင်ငံကြီးတောင်မှအဲ့ဒီလိုမျိုးပြိပက္ခကိုကြုံရရင်ကျမတို့နိုင်ငံငယ်လေးမှာဘယ်လောက်ထိအတည်ရကြီးလဲကိုယ်ရေးနေဝင်ပညာတတ်တာစဉ်းစားနိုင်ပါလိမ့်မယ်။ကျမတို့ကတမရော်တီမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖောက်လို့ကျမတို့ရှုံးကြည့်တယ်။ဒါကြောင့်မလို့တမရော်ကောင်းဆောင်ဦးနေဝင်ရဲ့မြေးဖြစ်တဲ့အင်းနေဝင်တီလေးပဲအမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖောက်ဖို့မျှော်လင့်ပါတယ်။နောက်တစ်ခုကိုယ်ရေးနေဝင် ပြောသွားသေးတယ်။ ဖះရှင်လက်ထက်တုန်းကလည်းဘာသာစကားတွေရှိရမယ်တဲ့ဒါပေမဲ့ဖះရှင်ကတဲ့တခြားဘာသာတွေကိုတိုက်ခတ်ရမယ်လို့မပြောခဲ့ဘူးတဲ့တခြားဘာသာတွေကိုဒုက္ခပေးရမယ်လို့မပြောခဲ့ဘူးတဲ့ဟုတ်ပါတယ်တခြားဘာသာကိုဒုက္ခပေးရမယ်လို့တိုက်ခတ်ရမယ်လို့ဖះရှင်ကမဟောခဲ့ပါဘူးဒါပေမဲ့ကိုယ့်ဘာသာကိုကာကွယ်ရမယ်လို့ဖះရှင်ဟောခဲ့ပါတယ်ဖះရှင်ကိုယ်တိုင်က ကိုဘာသာကိုကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ကိုအင်းနေဝင်ကခေတ်ပညာတက်ပေမဲ့ဘာသာရေးအတိအားနဲ့တည်တဲ့ဆိုရင်ထုတ်မပြောပါနဲ့။ဘာသာရေးလူမျိုးရေးသိက္ခာအကဲဆက်တဲ့အတွက်ခေတ်ပညာရေးဘလောက်တက်တဲ့ဘာသာရေးဘူးတူတာအားနိုင်တဲ့ဆိုရင်ခင်ဗျားလိုင်းမောက်မှာတက်ပြီးတော့အခုလိုမျိုးထိလွယ်ရှာလဲတဲ့စကားလုံးတွေကိုဆင်ခြင်သက်ပါတယ်။အခုလက်ရှိနေပြည်တော်မှာဗလီစောက်ခွင့်ပေးပြီမပေးဘူးဆိုတဲ့ကိစ္စအငင်းပွားကြတဲ့ကိစ္စကတခြားဘာသာကိုတိုက်ခိုက်နေတာမဟုတ်ပါဘူးတခြားဘာသာကိုဒုက္ခပေးနေတာမဟုတ်ပါဘူးကိုယ့်ဘာသာကိုကာကွယ်နေတာဖြစ်တယ် ်ဘုရားရှင်ကိုတော်တိုင်ကဇေဒဝန်ကျောင်းတော်ကြီးရဲ့အနေမှာဘာသာခြား provide တွေကမြေကွက်ဝယ်ပြီးတော့သူတို့ကျောင်းဆောက်ဖို့ကြိုးစားကြတယ်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ဇေဒဝန်ကျောင်းတော်မှာတရင်တုံးတယ်။ဘုရားကျောင်းတော်သည်အင်မတန်မှတိတ်ဆိတ်ငြိမ်သက်တယ်။ဘုရားရှင်သည်တိတ်ဆိတ်ငြိမ်တဲ့ခြင်းကိုမျက်နှိုးတယ်။သို့တော်ဘာသာခြားတွေကအင်မတန်စူညံနေတယ်။လက်ရှိချိန်မှာလည်းပဲ PhD ပြိပတ်ဒီစာသင်တိုက်တွေမှာစာသင်စာချတဲ့အချိန်ကလွဲလို့ကျန်တဲ့ချိန်တွေမှာ ငြိမ်နေပေမဲ့တိတ်ဆိတ်ငြိမ်ချမ်းအေးချမ်းနေပေမဲ့ဗလီဒီမှာသွားကြည့်ပါမိုးလင့်တာနဲ့မိုက်ကြီးနဲ့မကြားချင်းလည်းကြားချင်းအော်နေကြပါတယ်ဆိုတော့ဘုရားရှင်ရဲ့လက်ထက်ကနော်ဇေတုံဝเจ้าတော်ရဲ့အနီးမှာဘေးချင်းကပ်ရက်မှာပရပိုက်ဘာသာခြားပရပိုက်တွေကမြေကွက်ဝဲကြီးတယ်ဒီမြေကွက်ဝဲဖို့အတွက်ကောသလဘုရင်ကိုလက်ထိုးပြီးတော့မြေကွက်ကိုဝဲတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုယ်တိုင်က နော်ပညာရမှာအေးတဲ့ရတော်မူတော့ရှင်သာရိပုတ္တမထွေမြတ်ကိုပရိနန်းတော်ကိုကြွစီပြီးတော့နော်ဒီမှာဘာသာခြားပရပိုက်တွေကိုကြောင်းဆောက်ခွင့်မပေးဖို့မြတ်တာရက်ခိုင်ခိုင်းတယ်ဒါပေမဲ့ဒီဘာသာခြားပရပိုက်တွေရှိကလက်ငွေယူထားတဲ့ကောသလမင်းကရှင်သာရိပုတ္တမထွေမြတ်ကြီးကိုထွက်မတွေ့ပဲနဲ့ရှောင်းနေတယ်ဒါကြောင့်မလို့ဘုရားရှင်ကိုတော်တိုင်းနန်းတော်ထိကြွပြီးတော့ဘလို့ဆက်ကိုဟောကြခဲ့တယ် နော်အာဒီနေရာမှာစာပေပြည့်ရကိုကြမ်းကန်နေကိုနှံ့ဆက်တော်မူသောတန်ဃာတော်ရှင်သူမြတ်နော်တာသနာအာဇာရီအနေနဲ့ကအခု950နိဘတ်ဒေါ်လာဇန်နိဘတ်အကြောင်းအရာကိုအကျယ်တဝန်းနော်ဖော်ပြပေးဖို့အကျယ်တဝန်းဟောကြားပေးဖို့တပြုလို့ပြောင်းလဲมาတယ်ရှင်များတို့လက်ရှိချိန်မှာဘုရားရှင်ကိုရိုတိုင်းကအဲ့ဒီလိုကောက်ွယ်ခဲ့တယ်ဆိုတာကိုစာပေကျမ်းဂန်နှိစက်တော်မူသောသာသနာအာဇာနည်များဖွင့်ရနှုတ်ကပေးကြပါဗျာဒီလိုရိုသေးစွာခြေစုံခိုက်ပါတယ် ဆိုတော့ကျမမမတို့မှာအသေးလေးလာမိတဲ့လောက်အဲ့ဒီမှာဖျားရှင်ပိုရာကကောသလမင်းကို950ဇန်နီဘတ်ဒေါ်လာဘတ်ဒုဆက်နော်တစ်တပင်ကိုအကြောင်းပြုပြီးယသိနေအာတဘောရာကွဲလဲကြပြဿနာအများကြ စိတ်ဝမ်းကွဲကြတဲ့အရှင်နဲ့ဇက်ကိုခေါ်ကြတော်မူခဲ့တယ်။အဲဒါကြောင့်မို့လို့ကောသလမီးကြီးကိုယ်တိုင်ကအဲဒီပလပိုက်တွေကိုဘာသာခြား property တွေကိုရောင်းထားတဲ့မြေကွက်ကိုပြန်သိမ်းပြီးတော့ရာဇကာရာမအမည်ရှိတဲ့ကျောင်းတော်ကြီးဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ဇေရွန်အကြောင်းရဲ့အနီးမှာနော်ဘရင်တည်တဲ့ကျောင်းဘရင်လှူတဲ့တဲ့ကျောင်းလို့အမည်ရတဲ့ရာဇကာရာမကျောင်းတော်ကြီးဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ဆိုတော့မြတ်စွာဘုရားရှင်လက်ထက်ဖျက်ဘုရားရှင်ကိုယ်တော်တိုင်ကကိုယ်အိမ်နေဝင်ပြောသူတို့တခြားဘာသာတွေကိုတိုက်ခတ်ရမယ်လို့မဟုတ်ဘူးတခြားဘာသာတွေလောက်ခပေးရမယ်လို့မဟုတ်ဘူး ုသို့တော်ဘုရားရှင်ကိုတော်တိုင်ကကိုးပါတာကိုကာကွယ်ခဲ့တယ်ဇေဒဝန်เจ้าရဲ့အနည်းမှာပြပိုက်တီမြေကွက်ဝဲပြီးចောင်းဆောက်ကိုជိုးသားတာကိုဘုရားရှင်ကိုတော်တိုင်က ကန့်ကွက်ခဲ့တယ်ဖျားရှင်ကိုရောဂိုင်းတားဆီးခဲ့တယ်။ဒါအကြောင့်မို့လို့ဘာသာကိုလင်းစေ꿰စေနိုင်တဲ့လူကတိုင်းပြည်ရုပ်ချုပ်တဲ့ဘုရင်။တိုင်းပြည်မှာရှိနေတဲ့เนาะသာသနာဒီဘာသာရေးခေါင်းဆောင်တွေဗုဒ္ဓဘာသာဝင်တွေကဘယ်တော့ပဲကြိုးစားကြပါစေဒီဘာသာကိုလင်းစေ꿰သေးတဲ့လူကနိုင်ငံကိုအုပ်ချုပ်တဲ့အုပ်ချုပ်သူအစိုးရမင်းနေတာဖြစ်နေ။ဒါကြောင့်မို့လို့เนาะဘာသာလင်းစေ꿰စေသူ ကောသလမင်းကနေပြီးတော့အဲ့ဒီဘာသာခြားတဲ့မြေကွက်ကိုမရောင်းတော့ဘဲနဲ့ရဇကရာမကျောင်းတော်ကြီးတိစောက်ခဲ့ပါတယ်။ဆိုတော့ကျမတို့ကလက်ရှိချိန်မှာကျမတို့ကတမရော်ကိုချစ်တယ်။တမရော်ကမြို့သားရုပ်ဘရောမှာသစ္စာမဖောက်ဘူးလို့ယုံကြည်တယ်။ဒါကြောင့်တမရော်ခေါင်းဆောင်ဖြစ်တဲ့လက်ရှိတမရော်တမရော်ရဲ့ခေါင်းဆောင်တချို့နိုင်ငံတော်သမ္မတနော်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်းပဲဘာသာကိုလင်းစေတဲ့ခေါင်းဆောင်ပဲကျမတို့ဖြစ်စေချင်ပါတယ်။ဘာသာကိုလင်းစေတဲ့ခေါင်းဆောင်ပဲဖြစ်အောင်ကြိုးစားပေးဖို့ကျမတို့မျှော်လင့်ပါတယ်။ဆိုတော့ဒီလိုမျိုး ဘုရားဇန်နီဘက်တော်ဘာသာရေးအကြောင်းအရာတွေကိုနှက်ဆက်သေးချောင်မတိပဲနဲ့ကိုအေးနေဝင်အနေနဲ့ကအကဲဆက်တဲ့ဇာတ်ရည်ကိုမပြောပါနဲ့နောက်ဆုံးကတော့ဘူးလက်ဆိုတော့အခုနေပြီးတော့ဗလင်းနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရှင်တို့ကျမတို့အငင်းပွားနေကြတယ်ဒီစိတ်ကလေးချင်းချင်းရလိုက်တော့ဘူးလေးဥလားဆိုပြောထားပါရယ်နေပြီးတော့မှဗလီဆောက်ခင်နဲ့ပတ်သက်လို့သူစီပင်ကားတဲ့တောင်ဝင်ရှိတဲ့လူကြီးမင်းနဲ့နော်စီပင်ကားတောင်ဝင်ရှိတဲ့လူကိုမေးကြည့်တဲ့အခါမှာနေပြီးတော့မှဗလီဆောက်ဖို့ ခွင့်တောင်းထားတာမရှိသလိုခွင့်ပြုထားတာလည်းမရှိပါဘူး။ထပ်ပြောမယ်။နေပြည်တော်မှာဗလီဆောင်မဲ့ကိစ္စနဲ့ပတ်သက်လို့ကောလာဟာလာနဲ့ပတ်သက်လို့ဘူးလဲဦးလာဆွေကိုယ်တိုင်ပြောကြားထားတယ်။စီပင်ကတောင်းဝရှိရလို့သူမေးတဲ့အခါမှာခွင့်တောင်းထားတာလည်းမရှိဘူး။ခွင့်ပြုထားတာလည်းမရှိဘူးလို့ဖြေသွားပါတယ်။ဆိုတော့ဒီကိစ္စကိုခင်ဗျားတို့ရှင်းရှင်းလင်းလင်းသိပြီလို့ထင်ပါတယ်။နေပြည်တော်မှာတဲ့။ဟွန်း။အဲဗလီဆောင်မလို့ကျွန်တော်မေးကြည့်တယ်။ဟိုစီပင်သားရား ကောမဒီတာဝန်ရှိရပေါ့ဘယ်နာလိမှာဘယ်နေရာမှာဘာစောက်လုပ်ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးကမ်ဘလူမြို့နယ်အုံတော်ရွာပြူစောတိကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုပြူစောတိနဲ့ဦးတည်ဆုံးပြီး6ဦးအရှင်ဖမ်းပြီးလက်နက်9လက်နဲ့ခဲယမ်းများတင်ဆေးရရှိစကိုင်းတိုင်းကမ်ဘလူမြို့နယ်အုံတော်ရွာပြူစောတိကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာပြူစောတိနဲ့ဦးတည်ဆုံးပြီး6ဦးအရှင်ဖမ်းမိခဲ့ကြောင်း ကမ်ဘလူခရိုင်အမှတ်3 PDF တည်ရင်မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ယမန်နေ့အော်တိုဘာလ1ရက်ည10:00နာရီဝန်းကျင်ကကမ်ဘလူမြို့နယ်ထန်းကုန်းနှင့်ဒန်းပင်ရွာကြားရှိအုံတော်ရွာပြူစောတိကင်းစခန်းအားပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှအလစ်အငိုင်းလျက်တပြက်ပြောက်ကြားနီးစနစ်ဖြင့်ဝေခိုက်ခဲ့ရာပြူစောတိနှင့်ဦးတည်ဆုံးပြီး6ဦးအရှင်ဖမ်းမိခဲ့ကြောင်းသိရသည် အုံတော်ကြီးရွာမှာပြူစောတိများသည့်ပြူစောတိကောင်းဆောင်ဝါတဝလက်အောက်ခံများဖြစ်ပြီးဝါတတူများကိုယ်တိုင်လက်နက်တဆင်စစ်တင်နံပေးထားသူများဖြစ်ကြောင်းသိရှိရသည့်ဖမ်းဆီးရရှိတဲ့ပြူစောတိတွေကိုစစ်တုပ်ပန်းဥပဒေတိုင်းအေးအေးယူဆောင်ရွက်မှာပါဖမ်းမိတဲ့သူတွေကလည်းဝါတဝကတင်နံပို့ချပြီးလက်နက်တဆင်ထားတဲ့အဖွဲ့ဟု ကမ်ဘလူခရိုင်အမှတ်3 PDF တရင်မှာတာဝန်ရှိသူကရှင်းပြသည်အုံတော်ကြီးရွာသည်ပြူစောထီးများနှင့်စစ်တပ်ကအခိုင်မာတပ်စခန်းဆောက်လုပ်ထားသောနေရာစခန်းကြီးတစ်ခုဖြစ်ပြီးတော်လန်ရေးတပ်များနှင့်ပြည်သူများကိုနီလန်မျိုးစုံဖြင့်အနှောက်အယှက်ပေးခြင်းဖမ်းဆီးခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများလှုပ်ဆောင်နေသောစစ်စခန်းတစ်ခုဖြစ်ကြောင်းသိရှိရသည်အုံတော်ရွာကပြူစောထီးကောင်းဆောင်ဝါသားသူများရဲ့လူတွေအ धिक ကြီးစိုးနေတဲ့နေရာအခုတိမ့်တာက ကင်းစခန်းကိုတိမ့်တာပါရွာကိုတော့တိမ့်မှုအများကြီးပြင်ဆင်ရမယ် မြန်မာနိုင်ငံအိနီးချင်းနိုင်ငံတွေနဲ့ရောအဝေးနိုင်ငံတွေနဲ့ရောပြည်တော်အချင်းချင်းချစ်ခင်ရင်းနှီးမှုရှိအောင်အစကတည်းကဂျာနီဝါရာနဲ့ရပ်တည်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ဒီဒီလိုပဲအရင်ကတည်းကလည်းဘာသာမတူအယူမခြားမူမပွားပဲနဲ့လူသားအချင်းချင်းရင်းနှီးစွာနဲ့ဆက်ဆံခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်ဒါကိုထင်ရှားတဲ့အနေနဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်362မှာဗုဒ္ဓဘာသာလိုပဲခရစ်ယာန်ဘာသာ အစ္စလာမ်ဘာသာ ဟိန္ဒူဘာသာနဲ့နှက်ကွေးကွယ်တဲ့ဘာသာတွေကိုနိုင်ငံတော်မှာကွေးကွယ်တဲ့ဘာသာတွေအဖြစ်နဲ့အသိမှတ်ပြုထားတာဖြစ်ပါတယ်။ကျွန်တော်တို့ကဒီအခြေခံဥပဒေကိုလေးစားလိုက်နာမယ်ဆိုရင်ကိုလေးစားလိုက်နာခြင်းနဲ့နေရာကျမှလေးစားလိုက်နာပြီးတော့ကိုမျက်ွယ်ပြုခြင်းနဲ့နေရာမှာမျက်ွယ်ပြုလို့ရှိရင်တရားဥပဒေစိုးမိုးရေးဟာဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး။တရားဥပဒေစိုးမိုးရေးဆိုတဲ့နေရာမှာလည်းပဲဥပဒေအားလုံးရဲ့ခေါင်းချုပ်ဖြစ်တဲ့အခြေခံဥပဒေရဲ့ပြဋ္ဌာန်းချက်အသိမှတ်ပြုချက်ကိုအားပေးမှု မပြုဘဲနဲ့ အလေးအနက်မပြုတ်ဘဲနဲ့အသိမှတ်ပြုမှုမပြုလို့ရှိရင်ခေါင်းမိုးကအစစပြီးတော့ရေမလုံးနဲ့တရားဥပဒေစိုးမိုးရေးမျိုးဖြစ်လာပါလိမ့်မယ်။ဒါကိုကျွန်တော်တို့အားလုံးကသတိချချဖို့လိုပါတယ်။ကျွန်တော်တို့အားလုံးကဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာကိုကြီးညိုလေးစားကြပါတယ်။သာသနာကိုထွန်းကားစေခြင်းကြပါတယ်။ဒီလိုမျိုးပဲဗုဒ္ဓဘာသာသာသနာဝင်ဗုဒ္ဓဘာသာဝင်အ ਨੇ စုဖြစ်တဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်ကိုဖျားចောင်းကံသာသနိကအစအုံတွေ တိဆောက်ခဲ့တာမျိုးဂုံယူစွာနဲ့ပြုလုပ်ခဲ့ပါတယ်။အခုလက်ရှိနိုင်ငံတော်အကြီးအကဲကိုတိုင်းဒီဘင်လျင်ကမ္ဘာမှာတခြားကွန်မြူနီဝါဒထွန်းကားခဲ့တဲ့နိုင်ငံ ဖြစ်တဲ့ Orthodox Christian ဘာသာထွန်းကားတဲ့နိုင်ငံဖြစ်ခဲ့တဲ့ရုရှားနိုင်ငံမှာဒီဒီကူဆရာတော်ဖျားကြီးကိုအမှုထားပြီးတော့ဖျားတစုတဲခဲ့တယ်။ဒီဖျားပေါ်မှာထီးကိုတွားရောက်ပြီးတော့တင်းလွှဲခဲ့တာမျိုးရှိပါတယ်။ဒီလိုမျိုးပဲအစ္စလာမ်နိုင်ငံနေမှာဆိုလို့ရှိရင်လည်းပဲ ဒရီလင်္ကာနိုင်ငံရဲ့ကမ္မခရာပြုမှုနဲ့ UAE နိုင်ငံဒူဘိုင်းမြို့မှာအဲ့ဒီနိုင်ငံကမင်းသားကိုယ်တိုင်ကမဟာဗောဓိပင်ကိုစိုက်ပျိုးပြီးတော့ဗုဒ္ဓဝိဟာရမျိုးတွေပြုလုပ်ခဲ့တာရှိပါတယ်ဒီလိုမျိုးပဲဘာသာမတူတဲ့ခရီးယားနိုင်ငံတွေအစ္စလာမ်နိုင်ငံတွေမှာလူနည်းစုဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ဗုဒ္ဓဘာသာတာသနိကအစအုံတွေကိုဆောက်လုပ်ခြင်းဟာဘာသာမတူတဲ့လူတွေအယူကွဲပြားတဲ့လူတွေအချင်းချင်းချစ်ခင်ယဉ်ညှိမှုကိုတိဆောက်ရကြပါတယ် ကျွန်တော်တို့ကဗုဒ္ဓဘာသာသာသနာကိုတည်တံ့ခြင်းနဲ့ပြန်ပွားခြင်းနဲ့ဆိုလို့ရှိရင်သာသနာဆိုတဲ့အထိပယ်ကိုယ်တိုင်ကဘုမြတ်စွာဘုရားရဲ့အဆုံးအမလိုပဲဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဘလောက်ကိုက်ညီသလဲမြတ်စွာဘုရားရဲ့တရားတော်တွေကနှလုံးထဲမှာဘလောက်ကိန်းကိန်းဝတ်နေသလဲဆိုတာပေါ့မူတည်ပြီးသာသနာကကြီးထွားသလားစီဝင်ဝါပြောသလားဆိုတော့ကျွန်တော်ဆုံးဖြတ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကမတူတဲ့ဟာတစ်ခုကိုသွားနှိုင်းနေလို့တော့အပေါ်ပဲဥပမာထုတ်စည်းတိုးတဲ့နေရာနဲ့ ဘလုံးကန်တဲ့လူဘသူဘူတော်လဲလို့ပြောတာခက်ပေမဲ့လို့တူညီတဲ့အားကစားဆိုလို့ရှိရင်တော့ဘသူလက်ရည်သားလဲခြေရည်သားလဲဆိုတာကိုကျွန်တော်တို့တိုင်းတာလို့ရပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဗုဒ္ဓဘာသာဝင် လူငယ်တဦးနဲ့အစ္စလာမ်ဘာသာဝင်လူငယ်တဦးမြန်မာနိုင်ငံသားနှစ်ဦးဟာစပွဲပိုင်းတစ်ခုမှာထိုင်ပြီးတော့အတူတူမိတ်ဆုံစားသောက်နေမယ်ဆိုလို့ရှိရင်ဒီနေရာမှာ မတူတဲ့ဟာတွေသူ့ဘာသာရဲ့အဆုံးအမနဲ့ကိုယ့်ဘာသာရဲ့အဆုံးအမမတူတာတွေကိုဖယ်ထားလိုက် တူတဲ့အချက်က ဗုဒ္ဓဘာသာမှာရောအစ္စလာမ်ဘာသာမှာအဓိကအယက်သေးစာတောက်စားမှုကိုတားမြစ်ထားပါဗျ။အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဟာသာသနာထွန်းကားသလားမထွန်းကားသလားဆိုတာဒီအဝေးအီးကိုမကြည့်နဲ့မြို့ကြီးတစ်မြို့လုံးကိုမကြည့်နဲ့အတိုင်းဝိုင်းကြီးတစ်ခုလုံးမကြည့်ဘူးစပွဲဝိုင်းကြီးတစ်ခုပဲကြည့်မယ်ဆိုလို့ရှိရင်ဒီဝိုင်းမှာအစ္စလာမ်ဘာသာဝင်လူငယ်လေးကအယက်မတောက်ရင်ဒီဝိုင်းမှာအစ္စလာမ်သာသနာထွန်းကားနေလိမ့်မယ်။ဗုဒ္ဓဘာသာဝင်လူငယ်လေးကအယက်မတောက်ဘဲနေရင် အဲ့ဒီဘိုင်းမှာဗုဒ္ဓသာသနာထွန်းကားနေမယ်ဘာဖြစ်လို့လဲဆိုတော့သာသနာဆိုတာကကိုအစုံးအမဖြစ်လို့ပါပဲအဲ့တော့ကျွန်တော်တို့ဟာမြန်မာနိုင်ငံဟာဗုဒ္ဓဘာသာသာသနာနေလို့လှလို့ထွန်းကားပြီးသားနိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်သူပြည်သားဗုဒ္ဓဘာသာဝင်ကိုယ်ကိုယ်ရဲ့လူတွေရဲ့နှလုံးသားနှလုံးသဲဖို့ထဲမှာမြတ်စွာဘုရားရဲ့အစုံးအမတွေကိန်းဝန်လေးလေးဗုဒ္ဓသာသနာတော်ဟာပို့ပြီးတည်ထန့်ခိုင်မြဲလေးလေးပြန်ပွားလေးလေးဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မဟုတ်သောသူများ ။ဘာသာကြားဆိုတာကဒီနေ့မှပေါ်လာတာမဟုတ်ပါဘူး။မြတ်စွာဘုရားရှင်လက်ထက်မှာကလေးကတလောကလုံးဗုဒ္ဓဘာသာဝင်နေကြီးမဟုတ်ပါဘူး။ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အယူဝါဒမတူမျှတဲ့လူတွေအများကြီးရှိပါတယ်။အဲ့လိုရှိတဲ့အချိန်မှာလည်းပဲဗုဒ္ဓဘာသာကိုဝင်ပုံကိုယ်တွေမှာပရိသတ်၄ပါးစလုံးဘိက္ခုဘိက္ခုနီဥပဒကဥပသီကာဆိုတဲ့မြတ်စွာဘုရားရဲ့တပည့်တွေကိုအခြားဘာသာတွေကိုတွားရောက်တိုက်ခိုက်ရမယ်။ တခြားဘာသာဝင်တွေကိုတွားရောက်ပြီးတော့ဒုက္ခပေးရမယ်လို့မပြောခဲ့ပါဘူးဥပါလိကိုဆိုလို့ရှိရင်မြတ်စွာဘုရားဗုဒ္ဓဘာသာဝင်ပြောင်းလာတိုင်းဟာတော့မှအရင်အရင်သူကိုးကွယ်ခဲ့တဲ့ဘာသာဝင်တွေကိုကအကြီးအကဲတွေကိုတော့မှဆက်လက်ပြီးတော့အလေးကယူပြုရမယ်လို့ပြောခဲ့ပါတယ်အဲ့တော့မြတ်စွာဘုရားရဲ့သာသနာတော်ဟာကို အချင်းချင်းညီညွတ်ယုံနေမကပဲနဲ့ဘာသာမတူတဲ့လူတွေကိုပါ ကိုဘက်ကသီလတမာရီခိုင်ကြီးစွာနဲ့ချစ်ခင်ရင်းနှီးစွာဆက်ဆံရမယ်ကိုကို ထိပါလာရင်သာဘာသာယူကိုဘာသာကိုပျက်စီးအောင်လုပ်ရင်သာအယူဘာသာအဖြစ်ပုံမတာလွန်တဲ့ဟာနဲ့ပြန်တက်ခိုက်ဖို့ပဲပြောခဲ့တာရှိပါတယ်တိုက်ခိုက်တာတဲ့ဆိုရဲစာနဲ့စာလို့ရှိရင်တော့ဝါရတင်ပြီးဆုံးဖြတ်တာမျိုးပဲရှိပါတယ်မြတ်စွာဘုရားရဲ့သာသနာတော်မှာသူတစ်ပါးကိုအနာတရားဖြစ်အောင်တိုက်ခိုက်ခြင်းဆဲဆိုခြင်းဆိုရဲအားမျိုးတွေမပြုတ်လုပ်ခဲ့ပါဘူးဒါမျိုးကိုအခုအချိန်မှာကျွန်တော်တို့ကအစစရေရာကိုစေရနာကောင်းကောင်းနဲ့ ြန်ပြီးတော့သတိတမစဉ်ညာရှိစွာနဲ့ရင်ဆိုင်ပြီးတော့အရာရာကိုဖြေရှင်းမယ်ကို့မှာရှိတဲ့စိတ်ခံစားချက်ကိုရှည်ရမ်းမတင်မဲနဲ့ဖြစ်တဲ့ဖြစ်တိုက်တာကိုဘုရားအစုံအမတရားဥပဒေအစုံအမနဲ့နိုင်ငံတော်အစိုးရရဲ့စေရနာပေါ်မှာမူတည်ပြီးတော့အားလုံးချစ်ခင်ယဉ်ဤစွာနဲ့နိုင်ငံသူနိုင်ငံသားအားလုံးဘာသာမချဘဲနဲ့ချစ်ချစ်ခင်ခင်နေဖို့အချိန်တန်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်အားလုံးပေါ်မှာစေရနာထားပြီးတော့တင်ပြလိုက်ပါတယ်အားလုံးလေးစားစွာ thank you